အလုံးပဲမင်္ဂလာပါဒီချေကတော့ grade 3 physics ကိုသင်ကြမယ်ဒီချေဝောင်းဝဲဖြစ်ပါတယ်ယနေ့သင်ကြားမာလီကတော့ chapter 4 sources or energy and environmental impact အကြောင်းလေးတွေကနောက်ဆုံးခေါင်းစဉ်ဖြစ်တဲ့ exercise လေးတွေကိုလေ့လာကြည့်ကြရအောင် exercise 1ကဘာကိုမေးထားလဲဆိုရင်ဒီချေတို့ can we generate electricity from water for by using a turbine generator တာဘိုင်ဂျန်နရေတာတွေကိုအသုံးပြုခြင်းအပြင်ရေတံခွန်မှာရှိနေတဲ့ရေတွေကိုလျှက်စစ်ဆန်းအိမ်နဲ့ထုတ်လုပ်နိုင်လားလို့မေးထားတာဖြစ်ပါတယ်။ဟုတ်ပြီနောက်ထပ်မေးခွန်းလေးက it is possible for are the necessary condition ဖြစ်နိုင်ခြင်းရှိတဲ့အကြောင်းတရားဒီလိုရေတွေထုတ်လုပ်ဖို့အတွက်ကိုဖြစ်နိုင်နေဖြစ်နိုင်တဲ့အခါမှာလိုအပ်တဲ့အခြေအနေတွေကဘာလဲဆိုတာကိုလည်းထပ်ပြီးတော့မေးထားတာဖြစ်ပါတယ်။ဟုတ်ပြီဒီချိန်ကတော့ဒီလိုလေးဖြေလိုက်မယ်။ a very big array a require to utilize is smaller flow rate or water စီစင်းတဲ့ရေတွေကနှိမ့်ကွေးနေတဲ့အတွက်ကြောင့်ဒီမှာကြီးမားတဲ့တာပိုင်းတွေတက်ဆင်ပြီးတော့အသုံးပြုမှာဖြစ်ပါတယ် hint the system won't be efficient ဒီလိုတာပိုင်းတွေကိုသုံးခြင်းအဖြစ်တော့ဒီချက်လို့လုံလုံလောက်စွာရေတွေကနေပြီးတော့တာပိုင်းတွေလည်ခြင်းအဖြစ်လျှက်စစ်စွမ်းအင်တွေထုတ်လုပ်ပေးနိုင်မှာမဟုတ်ဘူးဆိုတာကိုပြောချတာလားဖြစ်ပါတယ် pastor at a clock counter is increased temperature energy at the interior of the turbine which is not possible in this case ခုနကရေဒီစီးဆင်းမှုနှိမ့်ခွေးတဲ့နေရာတွေမှာကြီးမားတဲ့ turbine တွေကိုတက်ခြင်းအဖြစ်လျှင်စစ်ဆွဲရင်နေမထုတ်ပေးနိုင်ဘူးမထုတ်ပေးနိုင်တဲ့အတွက်ကြောင့်တခြားတို့ဒီမှာ turbine နဲ့နေရာမှာ pan stone လေးတွေထပ်ပြီးတော့အသုံးပြုလိုက်တဲ့အခါမှာ pressure energy တွေကတော့တိုးတက်လာမယ်တိုးတက်လာပြီးမဲ့လည်းဆွဲရင်တွေကိုထုတ်လုပ်ပေးနိုင်ခြင်းမရှိဘူးဆိုတာကိုဖြေချတာဖြစ်ပါတယ်။နောက်နံပါတ်2က ဟောရတဲ့ meter components or hydropower plants ဒီရလျက်စစ်တွေပထုံးလုပ်မှုအတွက်အဓိကစိတ်ပိုင်းနေရာဘာလဲလို့တချို့တို့ကိုမေးထားတာဖြစ်ပါတယ်။ရလျက်စစ်ကိုထုံးလုပ်တဲ့အခြေအနေတွေမှာဓာတ်ဆယ်ဒီတာပိုင်းဒလတ်တီရဲ့ generator တွေ transformer တွေ transmission system ဒီလိုအဖွဲ့အစည်းတွေကိုတစ်ခုမှတစ်ခုတော့၎င်းတချို့တို့အသုံးပြုခြင်းအပြင်ရလျက်စစ်တွေကိုထုံးလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ဟုတ်ပြီ။နောက်နံပါတ်3ချက်ကိုလေ့လာကြည့်ကြရအောင်။နံပါတ်3က right different battery တာမဲ power plants and hydro power plant ကွဲပြားခြားနာခြင်းအပူဆွမ်းအင်တွေကိုထုတ်လုပ်တဲ့ဆွမ်းအင်တွေနဲ့ရေအားလျှပ်စစ်ကိုထုတ်လုပ်ပြီးတဲ့ဆွမ်းအင်တွေကဘလို့ကွဲပြားလဲဆိုတော့ကိုဒီချေတို့ကိုရေးခိုင်းတာဖြစ်ပါတယ်ဒီချေကဒီလိုလေးဖြေလိုက်တယ် Tom Energy is produced by burning coal petroleum and natural gas in use non renewable resources to generate electricity ဆိုလိုချင်တာကအပူဆွမ်းအင်တွေကို ကြောင်မီးသွေးတွေပက်ထရိုလီယမ်တွေနက်ထရိတ်ဂတ်တွေဒီဟာတွေလောင်ကျွမ်းခြင်းအဖြစ်အပူဆိုင်းရင်တွေရရှိတယ်။ရရှိခြင်းအဖြစ်သူတို့တွေကိုတနည်းအားဖြင့် non renewable source အသစ်တဖန်ပြန်လည်ဖွံ့ဖြိုးလို့မရတဲ့ဆွမ်းအင်တွေထုတ်လုပ်ခြင်းအဖြစ်လျှက်စစ်ဆွမ်းအင်တွေကိုထုတ်လုပ်ပေးနိုင်မယ်လို့ဒီချေကဒီလိုလေးဖြေလိုက်မှာဖြစ်ပါတယ်။နောက်တစ်ခုက hydroelectricity is produced by first flowing water wheel or turbine. It uses renewable resources to generate electricity. ဒါဒီလည်းပဲဘာတွေလဲဆိုရှင်ရေဒီကိုလှစ်လှစ်မြန်မြန်စီးဆင်းမှုအတွက်တာပိုင်လေးကိုသုံးမယ်ဒီတာပိုင်လေးကိုသုံးခြင်းဆိုတာက renewable sources ဆိုတဲ့အသစ်တပ်ဖန်ပြန်လည်ဖွံ့ဖြိုးလို့ရတဲ့စွမ်းအင်တွေကိုသုံးဆင်းခြင်းအဖြစ်ရေအားလျှစ်စစ်တွေထုတ်လုပ်ပေးနိုင်တယ်။ဟုတ်ပြီဒီချေဒီမှာဖြေခဲ့တာကအပူစွမ်းအင်တွေကိုကြောင်မီးသွေးတွေပက်ထရိုလီယံတွေတဘာဝတန်ငွေတွေဖြစ်တဲ့အသစ်တပ်ဖန်ပြန်လည်ဖွံ့ဖြိုးလို့မရတဲ့စွမ်းအင်တွေကိုသုံးဆွဲခြင်းအဖြစ်လျှစ်စစ်စွမ်းအင်ကိုထုတ်လုပ်တာကတာမန် energy အပူစွမ်းအင်တို့ရေးသားမယ်နောက်တစ်ခုက ရင်းတွေကိုလှင်းလင်းမြန်မြန်စီးဆင်းဖို့အတွက်တာပိုင်တွေကိုသုံးဆွဲခြင်းအဖြစ်တနည်းအားဖြင့်အစ်စ်တဖန်ပြန်လည်ဖွံ့ဖြိုးလို့ရတယ်။စွမ်းအင်တွေကိုသုံးဆွဲခြင်းအဖြစ်ရေနေရာလျှက်စစ်ကိုသုံးပြီးတော့လျှက်စစ်စွမ်းအင်ထုတ်လုပ်တယ်လို့ဒီချေကဒီလိုလေးဖြေလိုက်မှဖြစ်ပါတယ်။ဟုတ်ပြီဒီနံပါတ်3လေးကိုလည်းမင်းတို့တဘောပေါက်မယ်လို့ဒီချေယူဆပါတယ်။နောက်တစ်ခုဆက်ကြည့်ကြရအောင်။နောက်တစ်ခုကတော့ဒီချေတို့ကိုဗာမီထားလဲဆိုရင် state the changer in form or energy why producing hydroelectricity ရေအားလျက်စစ်တွေတုံးဆွဲနေတဲ့ထုံးလုံးနေတဲ့အတောတွင်းမှာဆိုလို့ရှိရင်တော့ဆွဲရည်တွေကဘလို့ပြောင်းလဲလဲဆိုတာကိုဒီရှေတို့မိထားတာဖြစ်ပါတယ်။ရှေ့သင်ခန်းစာတွေမှာပြောထားတဲ့ဆွဲရည်တွေရဲ့လုံဆောင်ချက်သဘောတဘာဝကိုဒီလုပ်ငန်းတွေရဲ့သဘောတဘာဝကနေပြီးတော့ဒီရှေတို့ရေးသားမှာဖြစ်ပါတယ်။ gravitational potential energy, kinetic energy, electrical energy ရေအားလျက်စစ်တွေထုံးလုံးနေတဲ့တုံးဆွဲနေတဲ့အချိန်အတောတွင်းမှာသူတို့တွေဒီအတိဆွမ်းရင်ကနေ အရွေဆန်းအင်းအရွေဆန်းအင်းကနောက်ဆုံးတချဲတို့လိုချင်တဲ့လျှစ်စစ်ဆွမ်းအင်းတွေထုတ်လုပ်ခြင်းတည်းလည်းပဲဒါဒီရေအားလက်စစ်မှာသုံးဆွဲခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေဖြစ်နံပါတ်5လေးကိုထပ်ကြည့်ကြမယ် What is the main source of power or a hydroelectric power plant ဒီရလျက်စစ်တွေသုံးဆွဲခြင်းကြောင့်အဓိကပင်ရင်းကဘာလဲလို့ဆိုလိုတာဖြစ်ပါတယ်ဒီချဲတို့ရေအားလက်စစ်ကိုသုံးတယ်ဘာကြောင့်သုံးတာလဲဆိုတော့ကိုမိထားတာဖြစ်ပါတယ် The main source of power or a hydroelectric power plant in the motion of water ရလစစ်တွေကိုသုံးဆွဲတယ်ဆိုတော့ကတချေတို့ဒီရေတွေကိုရေရှားဖို့အတွက်နှိကွေးစွာရေရှားနေတဲ့ရေတွေကိုနေမြန်စွာရေရှားဖို့တော့၎င်းဒီလိုအခြေအနေတွေမှာတချေတို့အသုံးပြုတဲ့အတွက်ကြောင့် is the motion of water ဆိုပြီးတော့ဒီလိုလေးဖြေလိုက်မှဖြစ်ပါတယ်နံပါတ်၁၄ကတော့ choose the correct answer အောက်မှာပေးထားတဲ့နံပါတ်1 2 3လေးတွေကိုမင်းတို့တွေတေချာလေ့လာပြီးတော့ဖြေကြည့်ကြပါနောက်တစ်ခုဆက်ကြည့်ကြရအောင် why is geothermal energy consider as a renewable resource အစ်စ်တပ်ဖန်ပြန်လည်ဖွံ့ဖြိုးလို့ရတဲ့စွမ်းအင်ကဲ့သို့ပဲဘူမိစွမ်းအင်ဒီကိုဘာကြောင့်အသုံးပြုတာလဲဆိုတာကိုမိထားတာဖြစ်ပါတယ်။ Geothermal energy is considered a renewable energy source because it is an attractive alternative to burning fossil fuel. ရုပ်ကြီးလောင်စာတွေလောင်ကျွမ်းတဲ့ပုံတံတဲ့တူညီလူနေပါရှိတဲ့အတွက်ကြောင့်ဒီဘူမိစွမ်းအင်ဒီကိုလည်းပဲအစ်စ်တပ်ဖန်ပြန်လည်ဖွံ့ဖြိုးလို့ရတဲ့စွမ်းအင်ဆိုပြီးတော့ဒီချေလို့သတ်မှတ်ထားတာဖြစ်ပါတယ်။ Horizon Geothermal Electricity Project ဘူမိဆိုင်ရင်တွေကို၃ဆချင်းအပြင်လျှက်စစ်ဆိုင်ရင်တွေကိုဘယ်လိုထုတ်လုပ်လဲဆိုပြီးတော့ဒီခြေတို့ကိုမေးထားတယ်။ Where or as to a mighty or more are drain into underground reservoir to turn into the geothermal resource. ဘာလို့ဆိုလိုချင်တာလဲဆိုလို့ရှိရင်ဘူမိအပူဆိုင်ရင်တွေကိုထုတ်ယူရင်အအနည်းဆုံးအနက်တမိုင်ထက်ရှိတဲ့ drain တွေကိုမြေအောက်ကြောက်ရေဘူးအထိထုတ်ယူရမှာဖြစ်ပါတယ်။ Cold water is pumped into heroes where it is burned into steam, who then rises up to dry the turbines and generate electricity. ခုနကမြေအောက်ကြောက်ရင်ဘူးအတီတချယ်လို့တွေ့မြောင်းနေကိုတူဖို့မယ်လို့တူဖို့ချင်းအဖြစ်၎င်းရင်းမြစ်တွေကနေတဘာဝမှာရှိနေတဲ့အပူတွေကြောက်တုံးတွေကိုရေစိတ်နိုင်တဲ့အထိရောက်ရှိပြီးတော့နောက်ဆုံးရေအေးတွေကို ကြောက်ဆောင်နေအထိဆုပ်ယူပြီးတော့အသွင်ပြောင်းပြီးတော့ရေနှင်းငွေတွေတော့၎င်းအဲ့ဒီရေနှင်းငွေတွေကိုတာပိုင်တွေမှာသုံးဆွဲခြင်းအဖြစ်လျှက်စစ်ဆွမ်းအင်တွေကိုထုတ်လုပ်ပေးနိုင်တာဖြစ်ပါတယ်။ဒါသည်ဘူမိဆွမ်းအင်တွေကိုသုံးဆွဲခြင်းအဖြစ်ရရှိလာတဲ့အကြောင်းတရားတွေဖြစ်ပါတယ်။နံပါတ်9ရဟောရတဲ့ event Aventis or geothermal energy compared to other energy အခြားဆွမ်းအင်တွေထက်ဘူမိဆွမ်းအင်တွေရဲ့အကျိုးသက်ရောက်မှုတွေကဘယ်လိုလဲဆိုတာတီချဲတို့ကိုမေးထားတာဖြစ်ပါတယ်။ electricity generation from geothermal sources environment lower greenhouse gas emission rates than that from fossil fuel ဒုံဂျုံချင်းလောင်စာတွေဂျုံချင်းလောင်စာအနေနဲ့တကယ်လို့လျှက်စစ်ဆွမ်းအင်တွေထုတ်လုပ်ခြင်းထက်ဘူမိဆွမ်းအင်တွေမှာရှိနေတဲ့လျှက်စစ်ဆွမ်းအင်ထုတ်လုပ်ခြင်းဟာပတ်ဝန်းကျင်ဆိုင်ရာမှာရှိတဲ့ဖန်လုံးအင်ဓာတ်ငွေဖြစ်ပေါ်မှုတွေကိုရောကြနိုင်တယ်ဆိုတဲ့သဘောတဘာဝကိုသိရှိရမှာဖြစ်ပါတယ်။ဒါသည်သူ့ရဲ့အကျိုးဆက်ကိုပြောထားတာဖြစ်ပါတယ်။ နောက်တစ်ခုဆက်ကြည့်ကြရအောင် An important hydroelectric plant has a head or 100 meter and water volumetric flow rate of 10000 meter cube per second ဒီရေအားလျှပ်စစ်တွေတုံးဆွဲတဲ့အခါမှာသူ့ရဲ့အမြင့်ပရာတရားရှိတယ်ရေတွေရဲ့စီးဆင်းမှုနှုန်းက10000 10000 meter cube per second ရှိတယ် Delta Vernon Generator efficiency is 16% ဒီတာဝန်လေးရဲ့စွမ်းရည်သူရဲ့လှုပ်ဆောင်မှုစွမ်းရည်ပမာဏက60ရာခိုင်နှုန်းရှိတာဖြစ်ပါတယ်။ What is the maximum power that the plant can produce? Density of water 1000 kg per meter cube. ဒီချေတို့ကိုမေးထားတာကဒီမှာကရေရဲ့ရေစီလေးမှာရှိနေတဲ့ hydro power plant တွေကိုတုံလောင်တဲ့နေရာတွေပေါ့ဒီမှာရှိနေတဲ့သူ့ရဲ့အမြင့်ပြားတရားရှိမယ်ရေတွေစီးဆင်းလာတဲ့အခါမှာဖြစ်ပေါ်လာတဲ့ volume flow rate က10000 meter cube per second ရှိမယ် 14ရက်စွမ်းရည်ပမာဏက16%ဆိုရဲ60ရာခိုင်နှုန်းရှိမယ်။ Point the maximum power plant ဆိုရဲရေရဲ့ထုတ်လုပ်လာတဲ့အခါမှာဖြစ်ပေါ်လာတဲ့အများဆုံးစွမ်းအားပမာဏကိုဒီချေတို့ကိုမေးထားတာဖြစ်ပါတယ်။နောက်ကြောင့်ဒီချေတို့ဒီလိုလေးရေးကြရအောင် H equal to 100 meter ဣတာဆိုတာကစွမ်းရည်ရဲ့ပမာဏဒီဆက်စွမ်းရည်ပမာဏောက်ပြီးတော့ဣတာ equal to 16%ပါဆန့်ကိုဒီချေတို့ကိုပျောက်ချင်တဲ့အတွက်ကြောင့်0.6 ဖြစ်သွားတယ်ပေါ့နော်။ယာဂိုင်နှုန်းနဲ့စားယာဂိုင်နှုန်းပျောက်ချင်တဲ့အတွက်တရာနဲ့စားတော့0.6ဖြစ်သွားတယ်။ Rotemo က1000 kg per meter cube. Rho equal to 1000 kg per meter cube. Volumetric ကကြတော့ Teacher V V dot equal to 10000 meter cube per second ဆိုပြီးတော့ပေးထားတယ်။ Maximum power plant ဆိုရယ် P equal to question mark. သူ့ရဲ့ equation ဖြစ်တဲ့ P equal to eta rho V dot G A ဆိုပြီးတော့ဒီ equation လေးနဲ့ စွမ်းအင်စွမ်းအားပမာဏကိုတချဲလို့ထုတ်လုပ်မှာဖြစ်ပါတယ်။အီတာနီယာမှာ0.6ရူနီယာမှာကတော့1000ဗီဒိုနီယာမှာတချဲလို့10000ပါ10000ခန့်မြင်ဂျီနီယာမှာကတော့တချဲလို့10မိနစ်အတွက်မြင် H ကကြတော့100ဒါရီကိုကကူလေးရှင်းပြလုပ်လိုက်တော့အဖြစ်က5 into တမောက9 pH unit က watt W အကြီးရေးတာမှာဖြစ်ပါတယ်။ဒါသည်နံမထံကသူမေးထားတဲ့ maximum power plant စံအပမာဏအများဆုံးသည် find to တက်မော်ဝ9ဝက်ဆိုတာကိုရရှိမှာဖြစ်ပါတယ်။နံပါတ်11က iter စက္ကန့်လေးတကန်ကားတဲ့ weight maximum head or 200 meter အမြင့်ပေ200ပြီရှိတဲ့စက္ကန့်လေးတကန်လေးရှိပါတယ်တဲ့ produce to 2000 megawatt 2000 megawatt ဆိုတာဒီချက် watt ဆိုတာက power တန်မိုးစံအပမာဏပေးထားတယ်အလောက်စံအားတွေထုတ်လုပ်ပြီးတဲ့ electrical power plant ကနေ weight the rate or following water on the turbine ရေဒီစီးဆင်းမှုနှုံးပမာဏတနည်းအားဖြင့်သူ့ရဲ့ဒုရပမာဏကိုတချို့တို့ကိုမေးထားတာဖြစ်ပါတယ် data wind generator efficiency a 15%ဆက်ရစွမ်းရေပမာဏလေးက90ရာခိုင်နှုန်းပေးထားတယ် density of water equal to 1000 kg per meter ကျုဆိုပြီးတော့တချို့တို့ရေရဲ့တိတ်တဲမှုပမာဏကိုလည်းပေးထားတာဖြစ်ပါတယ် ုတ်ပြီတချို့တို့ပေးချက်မေးချက်လေးတွေရေးကြရအောင်ရေရဲ့အမြင့်ပမာဏလို့ပြောတဲ့အတွက်ကြောင့် h equal to 200 meter ဒါရီကိုသုံးဆွဲခြင်းအဖြစ်ဖြစ်ပေါ်လာတဲ့ဆွမ်းအားပမာဏပီတန်မိုးက p equal to 2000 megawatt မဂါတန်မိုးကိုပြောင်းကျင်တဲ့အတွက်ကြောင့်မဂါတန်မိုးပြောင်းကျင်တော့တန်ပါဝါစင်အစားသွင်းတော့2000စင်အတူတန်ပါဝါစင် work 14ရဲ့စမ်းရေပမာဏကအီတာ equal to 15% ပါဆန့်ဟိုဒီချယ်ရိုးတွေရာဂိုင်းလုံးပျောက်ချင်တဲ့အတွက်ကြောင့်တရာနဲ့စားတော့0.5ရေရဲ့တိတ်သဲမှုပမာဏပြီးထားတဲ့ ro equal to 1000 kg per meter cube free the race or falling water on the turbine တာပိုင်ထဲကိုရေတွေစီးဆင်းဖို့ရန်အတွက်နှုံးပမာဏတနည်းအားဖြင့်ဒူးတဲ့ပမာဏကိုမေးတဲ့အတွက်ကြောင့်ဒီချယ်ရိုး v v. equal to question mark လို့ဒီလိုလေးရေးသားမှာဖြစ်ပါတယ်။သူ့ရဲ့မူရင်း equation ဖြစ်တဲ့ p equal to B ကွက်တူ ETA RO V.GH ဆိုပြီးတော့ဒီချက်ကိုရေးသားမယ်။ရှာကျင်တာက V. ရှာကျင်တဲ့အတွက်ကြောင့် V. E ကွက်တူ B ဘိုင်း ETA RO GH ဆိုပြီးတော့ပြန်လဲပြောင်းရေးလိုက်မှာဖြစ်ပါတယ်။ပြီးနေမှာဒီချက်ကို2000စင် into တန်ပါဝါ6 ETA နေရာမှာ0.5 RO နေရာမှာကတော့1000စင် G နေရာမှာက10 H နေရာမှာက200ဒါတွေကိုဒီချက်ကို calculation ပြုလုပ်လိုက်တဲ့အခါမှာ2000စင်မီတာကျပါစက္ကန့်ဆိုပြီးတော့ဒီချက်ရဲ့ ဒီဆက်လေးမှာရှိနေတဲ့ဆွတ်ဆန်းအင်တွေမှာရရှိလာမယ်ဆေကာတကန်တွေမှာရရှိလာမယ်ဒုတဲ့ပမာဏက2000 kg မှာမီတာကျူရရှိမှာဖြစ်ပါတယ်။ဟုတ်ပြီဒီနံပါတ်7ကိုလည်းမင်းတို့သဘောပေါက်နားလည်မယ်လို့တီချယ်ယူဆပါတယ်။နောက်တစ်ခုဆက်ကြည့်ကြရအောင်။နောက်တစ်ခုကတီချယ်တို့မေးထားတာက The wind is flowing at 10 meter per second ရေရတိုက်ခိုင်းမှုနှုံးလေးတွေလီလေးတွေတိုက်ခိုင်းမှုနှုံးပမာဏက10 meter per second ရှိတယ်တဲ့။ How much တော်တဲ့ power produced by the wind turbine. If the blades are 45 meter long, ဒီလိုရေတွေစီးဆင်းတဲ့အခါမှာပေါ့နော်ရေတွေစီးဆင်းမှုမဟုတ်ဘူးလေတွေတိုက်ခိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့တာပိုင်လေးတွေရဲ့တာပိုင်လေးတွေရဲ့လေတိုက်မှု velocity အလင်းက10 meter per second ရှိတယ်လိုတိုက်ခိုက်ခြင်းကြောင့်ရရှိလာတဲ့ total power လေးတွေကဘယ်လောက်လဲဆိုတာကိုလည်းမေးထားတာဖြစ်ပါတယ် density of air is 1.3 kg per meter cube လေရဲ့တိုက်တဲ့မှုကိုလည်းဒီရှယ်တို့ကိုမေးထားတယ် ဟုတ်ပြီပေးချက်မေးချက်လေးတွေကိုကြည့်ကြရအောင်သူ့ရဲ့တိုက်ခတ်မှုပမာဏအလှင်ပမာဏပေးထားတဲ့ကြောင်း v equal to 10 meter per second velocity လို့ပြောတဲ့အတွက်ကြောင့်တချင်တို့က v သေးလေးရေးမယ်အရှိပုစာမှာကပြောထားဒုတဲ့ပမာဏမလို့ v ကကြီးဒါက velocity အလှင်မလို့ v သေး equal to 10 meter per second ပလိန်လေးရဲ့အလှေရာတနည်းအားဖြင့်အချင်းဝက်တန်မိုးလေးပြီးထားတဲ့အတွက်ကြောင့် r = 45 meter density or air ဆိုရင် ရို equal to 1.3 kg per meter cube how much total power power ဆိုတဲ့အတွက်ကြောင့် pg equal to question mark ဒီမှာသူ့ရဲ့နောက်တဲ့ equation ဖြစ်တဲ့ p equal to half rho av cube ဒီချက်တို့ကိုဒီမှာပြထားတာဒီတာပိုင်းတနည်းအားဖြင့်ဒလတ်လေးဒီမှာရှိနေတဲ့ဒလတ်လေးမှာရှိနေတဲ့ p ကိုရှာဖို့ရတဲ့ဒီ formula ကိုသုံးမယ် half အေးကမပေးထားဘူးအလျားတံမိုးတနည်းအားဖြင့်သူ့ရဲ့အေရိယာပတ်ပတ်လေတံမိုးပေးထားတဲ့အတွက်ကြောင့်ဒီချဲလို့အေးနေရမှာအေရိယာနေရမှာ pi r square ဆိုပြီးတော့ဒီလိုလေးအစားသွင်းပြီးတွက်ကြမှာဖြစ်ပါတယ်အဲ့ဒါကြောင့်သူ့ရဲ့ equation က b equal to half rho pi r square v2 ဆိုပြီးတော့ဒီလိုလေးပြောင်းလဲသွားမှာဖြစ်ပါတယ် half ကတော့ half ပဲ rho နေရမှာက1.3 pi နေရမှာဒီချဲလို့ constant တံမိုးဖြစ်တဲ့3.142အစားသွင်းမယ် r နေရမှာ45 the whole square ကတီချယ်တို့ပေးထားတဲ့တန်တဟိုးကျုဆိုပြီးတော့ဒါတွေကို calculation ပြုလုပ်လိုက်တော့4.135 into 10 power 6 pH unit က watt ဆိုတဲ့ W အကြီးကိုရေးသားမှာဖြစ်ပါတယ်။ဒါသည်တာပိုင်းနေလေတိုက်မှုလေတိုက်ခိုက်မှုဒီကိုအသုံးပြုတဲ့အခါမှာရရှိလာတဲ့လေရဲ့စွမ်းအားပမာဏလေးကို ရရှိလာပြီးဖြစ်ပါတယ်။နောက်နံပါတ်73ကို လေ့လာကြည့်ကြရအောင်။ Why is a better to you more renewable energy resources rather than no renewable resources အသစ်တပံပြန်လည်ဖွင့်ပြလို့ရတယ်အသစ်တပံပြန်လည်ဖွင့်ပြလို့ရတဲ့စွမ်းအင်တွေထက်အသစ်တပံပြန်လည်ဖွင့်ပြလို့မရတဲ့စွမ်းအင်တွေထက်စရင်ဘလို့အကောင်းဆုံးသဘောတဘာဝရှိလဲဆိုတာကိုမေးထားတာဖြစ်ပါတယ်ဒီချက်ကဒီလိုလေးဖြေလိုက်မယ် renewable energy sources also called non conventional energy sources are continually refraining by natural processor တဘာဝနီးနဲ့ပြန်ပြီးတော့အစ်တတဖန်ပြန်လဲပြီးတော့စတိုက်စတိုက်ပေါင်းစပ်မှုတွေဖြစ်လာတဲ့အတွက်ကြောင့် renewable energy ဆိုတော့အတစ်တဖန်ပြန်လည်ဖွံ့ဖြိုးလို့ရတဲ့စွမ်းအင်ခါအတစ်တဖန်ပြန်လည်ဖွံ့ဖြိုးလို့မရတဲ့စွမ်းအင်တွေထက်တောင်းရတာပို့ပြီးတော့ဗတာတန်ပို့ပြီးကောင်းမွန်နေဆိုတာကိုဒီချေကဒီလိုလေးဖြေချလိုက်မှာဖြစ်ပါတယ်။ဟုတ်ပြီဒီချေတင်တဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲဒီချေဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိကုံးအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်